ဆောက်လို့ရေးစွမ်းရင်နဲ့တတုတူဖို့ရေးဆန်ရဒုတိယအကြိမ်ပြပွဲကိုလာမယ့်အောက်တိုဘာ30ရက်နေ့ကျရင် MCC မှာပြင်ပတော့မှာဖြစ်ပါတယ်။နိုင်ငံတကာကုမ္ပဏီတွေရဲ့ပြပွဲမှာတခြားဘာတွေပါလို့လာကြည့်တင်တာလဲ။ဆောက်လို့ရေးစွမ်းရင်နဲ့တတုတူဖို့ရေး၃ခုလည်းမဟုတ်ပဲအခြားလုပ်ငန်းတွေမှာနောက်ဆုံးပေါ်နီးပညာတွေသုံးစွဲနေတာတွေစက်ပစ္စည်းတွေကိုလေ့လာခွင့်ရမှာမို့မဖြစ်မနေလာရောက်တင်နေပွဲပါလို့မြန်မာနိုင်ငံတက်တူလုပ်ငန်းရှင်များအတင်းကျပ်ရဲ့အတွင်ရေမူ ဦးမောင်မောင်မြင့်ဝင်းကပြောပါတယ်။သူကပြည်ရင်းလုပ်ငန်းရှင်တွေအနေနဲ့ကုန်ပစ္စည်းသက်တွေကိုကြည့်ပြီးလေးလာနိုင်မှာပါလို့ပြောပါတယ်။ဒီပွဲကိုတော့တကယ် organize လုပ်တာကတော့ဟိုဘန်ကောက် exhibition service ရဲ့ကျွန်တော်မြန်မာပြည်က company တစ်ခုပေါ့ကဲတစ်ခုပေါင်းပြီးတော့ organize လုပ်တာပါမြန်မာပြည်ထဲမှာလုပ်တဲ့ပွဲကိုကျွန်တော်တို့ကတက်ခွင့်ရတယ်လေးလာခွင့်ရတယ်စီးပူးခွင့်ရတယ်ဆိုလို့ရှိရင်ကုန်ကြမ်းစိတ်အမှမရှိဘဲနဲ့ကျွန်တော်တို့နီးပညာရောဆယ်ရန်တရားသုံးပြုနီးရော ကျွန်တော်တို့ knowledge ကိုရရဆိုလို့ရှိရင်ကျွန်တော်တို့အတွက်မတန်မှအကျိုးရှိပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့တတုကဏနဲ့အသက်မွေးကြောင်းတဲ့လူတွေဒီပွဲကိုမဖြစ်မနေလာရောက်လေ့လာသင့်ပါတယ်ဟိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အဆက်အသွယ်လိုချင်တဲ့လူပဲဖြစ်ဖြစ်ဉာဏ်ပညာလိုချင်တဲ့လူပဲဖြစ်ဖြစ်ဆယ်ရန်တရားနဲ့ပတ်သက်ပြီးတော့လိုချင်တဲ့လူပဲဖြစ်ဖြစ်ဒီပွဲမှာအားလုံးကရနိုင်မယ့်ပွဲမျိုးဖြစ်ပါတယ်ဒီနေရာထဲမှာတတုကဏနဲ့ပတ်သက်တဲ့ဟာအားလုံးရနိုင်မယ့်ပွဲလို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲဒီအတွက်ကြောင့်လောကရှင်တွေအားလုံးအဖြစ်မနေလာတဲ့ပွဲတစ်ပွဲလေးဖြစ်တယ်လို့ယူကြည့်ပါတယ် Bangkok Excavation Service BS ကဥဆောင်ကျင်းပမယ် The Construction Power and Mining 2014ပြပွဲမှာနိုင်ငံ26နိုင်ငံကကုမ္ပဏီပေါင်း150ကျော်ရဲ့ကုန်ပစ္စည်းတွေပါဝင်ပြတာမှာဖြစ်တယ်လို့တရုတ်၊ကိုရီးယား၊စင်ကာပူ၊ထိုင်းနိုင်ငံတွေကနိုင်ငံတကာပြကန်း၄ခုလည်းပါဝင်မှာဖြစ်ပြီးမိုင်းလုံငန်း conference လည်းတခါတည်းကျင်းပမယ်လို့ဆိုပါတယ်။မြန်မာပြည်ရဲ့ဆောက်လုပ်ရေးစွမ်းအင်နဲ့တက်တူကဏ္ဍတွေမှာတမယိုးကြနီးတွေနဲ့အလုပ်ဖြစ်နေတာကြောင့် နိုင်ငံတကာကုမ္ပဏီတွေကနေအသိဉာဏ်နည်းပညာတွေကိုဆွေးနွေးပြသမှာမို့အကျိုးများမဲ့ပွဲတစ်ခုပါလို့ဥတည်မောင်ဝင်းကပြောပါတယ်။အင်္ဂရုစောင့်နေတာကအဲတမျိုးကြနည်းရင်းနဲ့စောင့်နေအဲ့တော့ခေတ်သစ်နည်းရင်းနဲ့စောင့်တဲ့နည်းပညာရှိတယ်။အဲစွန့်ရင်မှလည်းဟိုလျက်စစ်တာကိုကြောင်မျိုးရထုတ်မလားရေရနေထုတ်မလားနေရောင်ကြီးရထုတ်မလားဆိုတဲ့ဟာတွေကိုသူတို့နည်းပညာအသစ်တွေနဲ့ထုတ်လို့တာသူတို့လာရောက်အဲရှင်းပြမှာ ဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီလိုအရင်းရှင်းပြလို့သူတို့ရဲ့တန်းပြီးမှကဘာမှာတိုးတက်နေတဲ့ဤပညာတွေကဘာမှာတိုးတက်နေတဲ့ process တွေကိုမြန်မာနိုင်ငံအင်ဂျင်နီယာအင်ဂျင်နီယာတွေကထုတ်ယူသုံးဆွဲနိုင်နေဆိုရင်တိုက်မီတွေအများကြီးအကျိုးကျေးဇူးဖြစ်တော့မှာပါ။